ဒီကနေ့ကျွန်တော်ဖတ်ပြမှာကတော့တကောခေါ်သံအွန်လိုင်းမဂ္ဂဇင်းတွင် ဖော်ပြထားတယ်။ဆရာຫນွေအလင်းစီရီယံရေးသားထားတဲ့ဝတ်ဝင်ရုပ်လေးဝယ်ခဲ့ပေးပါဆရာလေးဆိုတဲ့အစီအပဲဖြစ်ပါတယ်။ဝတ်ဝင်ရုပ်လေးဝယ်ခဲ့ပေးပါဆရာလေး။ဖို့တီဒီစစ်ဆောင်စခန်းမှာဖို့တီကိုသူ့အချစ်ဆုံးဖို့တီဟူအလွယ်ခေါ်တော်လဲသူ့နာမည်အရင်းမှာ မောင်ကျော်မင်းတန်အမျက်ရည်ပြုံးပြုံးနဲ့အလွန်ချစ်မွေးပါတော့ကလေးလေးမိဘတွေကမရှိရှာတော့လူနေအိမ်များသူအကျန်းဖက်စစ်ကောင်စီကရွယ်ချက်ရှိရှိပစ်ခတ်တော့လက်နက်ကြီးကြီးကြောင်းမိဘနှစ်ပါးလုံးစုံပါကွယ်လွန်ခဲ့လေပြီတဦးတော်အမမာလည်းပြည်သူကာကွယ်ရေးတရေးတွင်စေမှုဆိုတော့ဖို့တီကဒီစစ်ဆောင်စခန်းမှာပဲသူ့အတော်နဲ့ အတူနေသည်အဲ့ဒီစစ်ဆောင်စခန်းမှာပဲသူ့နဲ့ဖို့တင်နေစတွေ့လေသည်ဆရာလေးဟူအာရပါရခေါ်တဲ့နေကြမှာ သူကနာပေါင်းများစွာနဲ့ပြေဆုံးခဲ့ရပြီစစ်ဆောင်မိသားစုများဤအထွတ်အခက်ခဲများဂျမ်းမာကြီးပြဒနာများနဲ့ချွတ်တဲ့သောပညာရေးဆိုင်ရာများကိုသူတက်နိုင်သလောက် ဖြည့်ရှင်းရင်းနဲ့ပင်ပညာရေးစီရီယံတအူးမှသည် လူမှုကူညီရေးနာယကဖြစ်သူသို့တော်သူဒီဆက်ဆောင်မိသားစုများအတွက်ကူညီရသည်ကိုပျော်မွေ့နေသည်ပဲလေဖိုတီကစကားရမ်းတတ်သည်တုံးနှန်းကြောင်းသာအယွမ်းနဲ့မလိုက်အောင်ရင်ကျစ်တိမ်မွေ့မှုလည်းရှိသည်ဆရာဆရာမများရှိရောက်လျင်လက်လေးပိုင်ခေါင်းလင်းကုန်၍ကြောက်ခိုင်းသွားလျင်တော့တထဲတဲ့သောပစိုးကဖင်ပေါက်လေးနေ ဟိုတည်းတယောက်တည်းမဟုတ်ចောင်းသားတွေအကုန်လုံးကအထဲမှာရှောင်းဆောင်ပေါင်းမီလေးများနေတချို့ကလည်းညဝေပေါင်းမီတင်းနဲ့တထောင်းထောင်းနေပြီးကြောင်းလာကြသည်အချားလဲဝတ်စရာများမရှိစစ်ဘေးဆောင်ဘဝကအဝတ်အစားရောအနေတိုင်းမှာဆင်းရဲလာသည်ဖို့တည်းတာမမကိုချစ်လားဆိုတော့နှစ်ချီတွဲလဲကိုရှုံကနေဆိုင်သွင်းရင်းက ခေါင်းခါပြသည်မမကတားစီလဲအကြကြီးနေမှပြန်လာတာပြန်လာ ပြီးရင်လဲခဏလေးနဲ့ပြန်သွားတာမချစ်ပါဘူးသူ့အဖြေတခါတခါတော့စိတ်ကူးပေါက်တယ်လို့မိကုံးလေးတွေမိတတ်သည်ဆရာလေးတဲ့မမလုံနေတဲ့တော်လန်ကြီးဆိုတာဘာလဲရင်နေတာရီတော်လန်ကြီးဆိုတာလေ တားတော်ကိုတားချစ်တယ်မလားအေးအဲ့ဒီလူမျိုးတားချစ်တဲ့လူတွေကိုလက်နက်အားကုန်နဲ့တနက်ကြီးတွေနဲ့လေအနိုင်မကျင့်နိုင်အောင် ခုခံတွန်းလှန်တာကိုတော်လန်ရေးလို့ခေါ်တယ်ဖို့တည်းရဲ့လူစိုးတွေကိုတနက်နဲ့ပြစ်တာပေါ့ကွာဆိုတော့ဒါလေကြည်လိုက်ရင်တော်လန်ရေးလုံမယ်တယ်တရန်နဲ့ចောင်းသားတွေအထက်မှာလဲဖို့တည်းကလူချစ်လူခင် အပေါ်ဆုံး စာတော်ဆုံးကလေးအတန်းထဲမှာဘုရားချစ်ခိုးရင်လေသူ့အတန်ကအကျေဆုံးပထမစုကိုလေခဏခဏရသည်ဖို့တည်းဤအကျင့်တစ်ခုကတော့အစော့မှတ်ခြင်းဖြစ်သည်ကြောင်းလွတ်ခြင်းပြီးကလေးကလွဲကိုပုတ်ခနဲ့ပြစ်ပြီးထွက်စော်သည်မှာညမောင်သည့်အထိညမောင်စာပြောချိန်ဆိုသူ့အတော်ကဒုတ်တစ်ချောင်းနဲ့လိုက်ရှာပြီးစော်ဘလော်တီးနေကြညမောင်စာပြောချိန်တွင် စီကနဲ့အုံမူတန်ကြလင်ဘုဒ္ဓီသူတို့ဆစ်ဆောင်စခန်းအတွက်အနှွေးတယ်အခြေခံစားတောက်ကုန်များနဲ့ကလေးကစားစရာများပါ အလူရှင်တစ်ပွက်ကထောက်ဖို့လူတန်းလာသည်သို့သောနည်းမြအခက်ခဲကြောင်းလန်တော်အထိပဲရောက်သည်လန်တော်အထိသူတို့သွားယူရမည်ဖြစ်သည် သွားရမည်ခီးကလည်းအလံဝေသည် အသွားတွင်တနေကုန်ခီးအပြန်တွင်တော့ လင်းတဝက်ကြောကြောပြန်ရမည်မနှက်ပြန်နှင့်တပတ်ခါចောင်းပိတ်သည်ဟုကြင်ညာသောအခါပိုးတေတို့အုပ်စုကလက်ခုလဝတီကကကြလေသည်တနေ့ကိုဆိုးရတော်မူမဟုတ်ပါလားစစ်ဆောင်စခန်းတွင် နေခင်းရရအလုံးထွက်လုကြသဖြင့်လူကြီးများကစခန်းတွင်မရှိတကြီးရွယ်အိုများနှင့်ကလင်းငယ်များသာကျန်ခဲ့သည် ဖိုးတေတို့အုပ်စုကတော့ဘိုးလုံးမင်းမှုနေမိသား ဒင်းတို့တော့နင်းနေအောင်ဟုစိတ်ထဲကတွေ့ရင်အိမ်စာပေးကကြောင်းဆင်းလိုက်သည်နောက်နေ့မနက်အစောပိုင်းခီးသွွားကနေတော့ဖိုးတီရောက်လာသည်လက်ထက်တွင်စီရီရွှဲနေနေသောမုံစီကျော်ကတပတ်ဝတ်ဝင်ရုပ်ကလေးကတပတ်မနက်စောစောစော့ရံဖြစ်ပြီလိမ့်မည်ตาပါလဲဆိုတော့ตาဝတ်ဝင်ရုပ်ကလေးကဟောင်းနေပြီမကောင်းတော့ဘူး ဆရာလေးပြန်လာရင်ဝတ်ဝင်ရုပ်ကလေးဝယ်ခဲ့ပေးပါဆရာလေးတဲ့ကိုတက်ပါကအေးအေးဝယ်ခဲ့မယ်နော်တာဟုပြောရင်ခီးထွက်ရန်ဆက်ပြေတော့ကျင်းတော့အမူအရာနဲ့တွန့်လင်ကကုန်ထွက်သွားသည်လမ်းကလည်းကျန်းနေကလည်းပုန်နေတကူလုံးကန်ရထားသလိုနေသည်ညတဲသည့်အိမ်မှာအိမ်မအိတ်ခင်တခါတည်းပစ္စည်းများထုတ်ပို့ပြီးအစင်သင့်လှူထားလိုက်သည် မနဲ့စောစော အပြန်ခီးကိုစတင်ခဲ့သည်ညကလည်းအိမ်မက်မကောင်းအခုလည်းဆိုင်ကယ်ကဖိမ့်ပေါက်ပြန်သည် အနည်းဆုံးရွာသို့တမိုင်ခွဲခန့်တွန်းရမည်ချွေတွှဲွှဲနှင့်အားဆိုင်တွန်းနေစဉ်ဝိကနဲ့အတန်နဲ့ခေါင်းပေါ်ကဖြတ်ပြန်သွားသောချက်ဖိုက်တာတစီဥဒီယာကစစ်ဆောင်စကံပဲဖျားဖျားမဖြစ်ပါစေနဲ့ စိတ်ထဲကကြိတ်ဆူတောင်းရင်စိုးရင်စွာလန့်နေမိသည်ဆိုင်ကကျွလဲ၍အပြည့်တချင်ပစ္စည်းများကိုထုတ်ပိုးပြည့်ချင်တွင်ခီးသွွားဆိုင်ကတစဉ်အနာတို့ရောက်လာသည်ကန်ဆိုးလိုက်တာဗျာဆက်ဆောင်စကန်ကိုမှကျဲသွားတာလေတော်တော်သေးကုန်နဲ့ပြောတယ်သူရင်မှာဝုန်းကနေဘယ်ဆက်ဆောင်စကန်လဲဗျာစကန်လား ထိတ်လန့်တုံရင်စွာ သူမေးလိုက်သည် ဟုတ်တယ်အဲ့စကားကလေးတွေရောတတ်ကြီးရွယ်အိုတွေရောပြုကြံဒီစကားများသူဆက်၍မကြတော့ဆိုင်ကဘောတက်ပြီးတရချမ်းမောင်းထွက်ခဲ့သည် မျက်လုံးထဲတွင်လည်းဘာမှမမြင်တော့မျက်ရည်ပူများနှင်းအမြင်တွေဝေဝါးလာသည်ရင်ထဲတွင်လည်းနာကျင်ခံပြင်းစိတ်များနှင်း လောရလေခြင်းဟုတွေ့တော်ရင်ဆိုင်ကယ်ကိုသူ့တသက်တွင်တကားမှမမောင်းဘူးသည် အမြန်နှုံးဖြင့်မောင်းနေမိသည်ဝေဝေးမှပင်မြင်ရပါပြီမိโกပြူများကဥ၍ဆစ်ဆောင်စခန်းလေးမင်းငိမ့်စာပြုပြီးပြိုလဲနေသောတစ်သားဝါအဆနာများနှင့်လူတွေကလည်းစုစုပွတ်ပွတ် တွတ်တွတ်လှူချပြေးလွားနေကြသည်သူလူအုပ်ကြီးနဲ့မလက်မကန်တွင်ဆိုင်ကယ်ကိုရပ်၍ပြေးလာခဲ့သည်သူကလေးငယ်များဘေးမှကင်းပါလိစားအမလေးဆရာလေးရဲ့ဖွတ်တည်းနင့်ဆရာလေးပြန်လာပြီလေခြားကြည့်ပါအုံလာတရဲ့ဖွတ်တည်းအတော်ဤငိုသံများချတွင် သူ့ရင်ထဲတွင် မခံစားနိုင်တော့တနာစရာကလေးငယ်များဖို့ဒီအပါဝင်ចောင်းသားចောင်းသူခုနှစ်ဦးလူကြီး၅ဦးအကျံပတ်စစ်တပ်ဤလင်းရင်ဖြင့်ဘုံကျဲတက်ဖြတ်မှုကြောင့်ချွေလွင်ရသည်အချို့ကိုအင်းကအစိပ်ပိုင်းမှာအဆရှာ၍ပင် မရတော့အတက်နိုင်ဆုံးစူးစီး၍တချို့ရသည်ဖို့ဒီဤ နောက်ဆုံးခီးအတွက်ဝတ်ဝင်ရုပ်အသစ်လေးတစ်ခုထည့်ပေးလိုက်သည်တပည့်ဖြစ်သူ တမလွန်ဘဝတာယာလှပဖို့စုမုံကောင်းတောင်းရင်သူငုံနေမိသည်ဖိုဒီဘဝတင်မာတော့စစ်ပွဲတွေကင်းပါလိမ့်မည်ဂျုံငတ်တွေတုံပါလိမ့်မည်ငင်းချမ်းတာယာပေလိမ့်မည်အခုတော့သွားနေပြီအုံတော့ဖိုဒီရေ nui C si a